day 3နဲ့ day 4စပါး trip လေးကို episode 3အနေနဲ့အတင်လုပ်ထားရပေါ့နော်အာပထမဆုံး hotel မှာ breakfast စားပြီးတော့ hotel အပေါ်တကအင်ဖနတီပူးမှာ view လေးလာလို့တက်ဖို့သွားရကြတယ်သူများလည်းရှိုက်ပြီးပေါ့နော်ဒါလေးကတော့ဆင်မိုင်းကြီးကပုံမှာ view ကြည့်ရင်းနဲ့ကပြားလေးတစ်ဖြဲစွာစုပြီးတော့ဆုံးမများရင်ခေါင်းနဲ့ဆာမန် ကြီးလည်းကြည့်ပြီးသွားပြီ၊ရှင်းလည်းဆိုပြီးသွားပြီဆိုတော့ Haven Echo ဆိုတဲ့နေရာလေးကိုအီကီတို့ချီတက်ကြပါပြီ။အဲ့မှာ waterfall တွေပေါ့နော်။ အရန်လာတယ်အာဒါပေမဲ့တော်တော်လေးအောက်ကိုဆင်းရတယ်ပေါ့နော်အဲအဲ့ဒီနေရာလေးကို electric car နဲ့အကြီးလိုလဲရတယ်ပေါ့နော်အဲမြင်ရတဲ့ view ကတော့တောင်ချိုတောင်ကြားဆိုတော့အရန်လေးလာပါတယ် now အကြီးတို့ကက်ကက် village ကိုသွားရဲပေါ့နော်ကက်ကက် village က traditional dress နဲ့ makeup တီးလေးပြီးတော့တပုံရိုက်ရတဲ့အာ nature photoshoot နေရာလေးပေါ့နော်ဒါပေမဲ့လို့လေအဲ့ဒီအချိန်မှာအကြီးတို့၃ယောက်ခါအာနေချက်ပြီးတော့ဘယ်ကဘာကိုရောက်သွားမှန်းမသိဘယ်ခက်ကိုရောက်သွားမှန်းမသိဖြစ်သွားတော့အဲ့ဒီပုံကြီးတပုံမှမတင်ပါဘူး ်ရှင်အဲဓာတ်ပုံကတော့အမှ unlimited ပေါ့နော်ဘဝရရရတယ်အမှမောလို့ရိုက်နိုင်ကြတော့ပါအောင်တော့လေအဲသူလဲ waterfall လေးနဲ့ nature ဆန်နေပေါ့နော်လှတယ်ကဲအဲ့လိုနေပဲ hotel ပြန်လာဒီလိုရှိရင်နောက်ထပ်အဲ hotel မှာ breakfast လေးစားပြီးတော့ sun plaza မှာဒါလည်း photo shoot လေးတစ်ဖြတ်ပါရှင် နောက်မိုဟာနာဆိုတဲ့ကဖေးကိုသွားရပေါ့နော်အဲ့မြားကလည်းဝင်ကြီးပြီးပြီးတော့ကော်ဖီတစ်ခွက် free ရတယ်ပေါ့နော်ဒီလိုရှိရင်ဖိုတိုရှူတ်ရရတဲ့နေရာဒီပါပဲပြီးတော့ဟိုတယ်ကိုပြန်လာကြပြီးတော့ sleeping bag ကိုဆောင်းအာညဘက်ပေါ့နော်ခန်းမိုင်းကိုပြန်ကြရတယ်ပေါ့နော်ဒါကတော့သွားတိုင်းဆီယာမကြီးနဲ့စားတိုင်းလေးရောက်ပါ bye bye စပါ see you next video thank you so much